မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အော်တိုဘားလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်လောင်းလုံးမြို့နယ်မှာရှိတဲ့မောင်းမကန်နယ်မြေရဲစခန်းကိုတော်လန်ရေးတပ်တွေကမနေ့ကမနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ် အော်တိုဘာလ26ရက်မနက်6:15မိနစ်လောက်မှာမောင်မကန်ကန်းကြီးတရှိရာမောင်မကန်ရွာကရဲစခန်းကိုတော်လန်ရေးတပ်တွေကစတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး7:00နာရီလောက်မှာတော့အပီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။သိမ့်ပိုက်ပြီးနောက်စကန်းကိုမိရှို့လိုက်ပြီးရဲစကန်းတွင်ကလက်နက်ခဲယင်းတွေကိုလည်းတော်လန်ရေးတပ်တွေဘက်ကသိမ်းမိထားတယ်လို့ကနအူးသိရပါဗျ။ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ KK ဘက်ကကြားဖြန့်ငွေလိမ်ကိုင်းတွေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းပြပြသားသားညင်းဆိုရဲလို့ထုတ်ပြန်ပါတယ်မြန်မာစစ်အုပ်စုပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းနဲ့စစ်တပ်ထောက်ခံမီဒီယာတချို့က KNU ဟာထိုင်းမြန်မာနယ်စပ်ရှိ KK ဘက်အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်မြင်ခါရန်တာနဲ့လုံခြုံရေးစောင့်ရှောက်ခရယူလာတွေလှုပ်ဆောင်နေတယ်လို့ဆွဆွဲတာနဲ့ပတ်သက်ပြီး KNU ကအခုလိုညှင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာစီအုပ်စုပြောရေးဆိုခွင့်ရှိသူဆွဆွဲထားတဲ့ Trans Asia International Holding Group Thailand Company Limited မိုင်းနဲ့မူလအီအလင်းပူပေါင်းဆောင်ရွက်မှုကလည်း2022ခုနှစ်ဒီဇင်ဘာလကလေးကရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲကော်မရှင်ကလွှတ်တော်ကိုယ်စားလှယ်လောင်းစီရင်ကိုအခုလ25ရက်နေ့ကထုတ်ပြန်လိုက်ပြီးတနင်္သာရီတိုင်းမှာကြန့်ခိုင်ရေးပါတီကလူဟောင်းအများအပြားပြန်ပါဝင်လာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကဝင်ကြီးချုပ်ဖြစ်ခဲ့ပြီးလက်ရှိမှာလည်းစီအုပ်စုခန့်ဝင်ကြီးချုပ်နေရာရယူထားတဲ့ဦးမြတ်ကိုဟာလာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်မှာပဲဖြစ်ပါတယ်။ဦးသိန်းစိန်အစိုးရလက်ထက်ကစီပင်ဝင်ကြီးတာဝန်ယူခဲ့တဲ့ဦးအောင်ကျော်ကျော်ဦးလူမှုရေးဝင်ကြီးတာဝန်ယူခဲ့တဲ့ဒေါက်တာဝင်းအောင်တို့လည်းတန့်ဖွင့်ပါတီရဲ့ကိုယ်စားလှယ်လောင်းစီးရင်မှာပါဝင်လာတာပဲဖြစ်ပါတယ်။ ဘိမ်းမြုံနယ်မစောကြီးရွာအုပ်စုမှာစစ်မှုရမ်းမဲပေါက်တာကိုအကြောင်းပြပြီးငွေကျပ်သိန်း90တောင်းခံနေတယ်လို့ဒေသခံတွေကဆိုပါတယ်။မစောကြီးရွာအုပ်စုကလက်မဲရွာကဒေသခံ3ဦး၊အရှိတောင်ရွာကဒေသခံ3ဦးနဲ့တောတန်းရွာကဒေသခံ3ဦးတို့ကိုအခုလိုတောင်းခံနေတာလို့သိရပါတယ်။အုတ်ထုတ်ရည်မှုဥဆန်ရည်နဲ့အုတ်ထုတ်ရည်မှုစည်ရည်ဥမောင်စောတို့ကချင်းချောက်ပြီးတအူးကိုကြက်သိန်း90နှုန်းတောင်းခံနေတယ်လို့သိရပါဗျ။ ဒဝဲခရိုင်နဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာမြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားမှောက်လို့၅ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဆန်ကလာပူရီမြို့ကနေကန်ချနာပူရီမြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ဆိုင်ရိုးမြို့မှာပစ်ကတ်ကလမ်းဘေးထိုးကျပြီးတိမ်းမောက်ခဲ့တာပါ။ကားတိမ်းမောက်မှုကြောင့်သေဆုံးသူ၅ဦးပြင်ဒဏ်ရာရသူအများအပြားရှိတယ်လို့လည်းသိရပါဗျ။ တနင်္သာရီတိုင်းတည့်ရချောင်းမြို့နယ်လာဘရွာကအရက်သားတွေရဲ့နေအိမ်40ကျော်ကိုစစ်တပ်ကမိရှုဖျက်ဆီးသွားတယ်လို့သိရှိရပါတယ်။အော်တိုဘာလ23ရက်နေ့ကဗိတ်တဝဲလမ်းပိုက်မှာရှိတဲ့လာဘရွာကိုစစ်အုပ်စုတပ်သားတွေဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုဝင်ရောက်စီးနင်းမိရှုဖျက်ဆီးခဲ့တာလို့သိရပါတယ်။မိရှုခံခဲ့ရတဲ့လာဘရွာမှာစစ်တပ်ကြောင်းရှိနေသေးတာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။ နေ့သားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။